အခုကဘာကြီးမှာကျမတို့တကဘာလုံးမှာနော်ဘေးအန္တရာယ်တွေပြောမယ်ဆိုရင်တော့ကက်ဘေးပေါ့နော်ကက်ဘေးအမျိုးမျိုးကြုံရတာတွေရှိပါတယ်နော်လူတွေအဆုလိုက်အပြုံလိုက်သိဆုံးတာတွေအဆုလိုက်အပြုံလိုက်တဘာဝဘေးကြုံတာတွေဒါမျိုးတွေရှိနေပါတယ်အဲ့တော့ကျမအနေနဲ့ကတော့ဘာဒီဘလို့ဖြစ်နိုင်လဲဆိုတာမျိုးပြောတာထက်ဘေးအန္တရာယ်ကင်းအောင်ဘလို့နေရမလဲဘလို့နေထိုင်ရမလဲဆိုတာကိုကျမအရင်ဆုံးမျှဝေချင်ပါတယ်အဲ့တော့ခုနှစ်ရက်သားသမီးတွေအတွက်ကိုဘေးအန္တရာယ်ကင်းမှု ဘလို့နေထိုင်နိုင်တယ်လေပေါ့နော်ဒါကိုကျမညဝေပါမယ်ဘာပဲလှုပ်လှုပ်ပေါ့နော်ကိုကကြောင်းသွားတာပဲဖြစ်ဖြစ်ယုံသွားတာပဲဖြစ်ဖြစ်အလုံးလှုပ်တာပဲဖြစ်ဖြစ်ဘာပဲလှုပ်လှုပ်နေစဉ်အန်ဒီရကင်းချင်တယ်ဆိုလို့ရှိရင်တော့ကျမကဒီအချက်ကလေးတွေကိုခရုစိုက်ပေးပါဘာပဲလှုပ်လှုပ်ပါနော်ကြောင်းသွားတဲ့လူပဲဖြစ်ဖြစ်နော်စီးပွားရှာတဲ့လူပဲဖြစ်ဖြစ်နော်ဘလို့ဘာကိုပဲလှုပ်ပါစီ ဘေးအန္တရာယ်ကင်းစေဖို့အတွက်ကတော့ကျွန်မအခုမျှဝေတဲ့အချက်ကလေးတွေကိုလှုပ်ဆောင်ပေးပါဒါဆိုလို့ရှိရင်တော့ဒါဘေးကင်းပါလိမ့်မယ်နော်နောက်တစ်ချက်ကကျွန်မဒီဟာမျှဝေနေတဲ့အချက်တွေထဲမှာကျွန်မအခုနော်ကြာသပတေးချူအပြောင်းလဲမှာနော်အောက်တိုဘာလ16ရက်နေ့ညမှာကြာသပတေးချူကပြောင်းပါတယ်เนาะကြာသပတေးချုံကမေထုံရာသီကနေပြီးတော့ကရကတ်ရာသီကိုပြောင်းပါတယ်ကြာသပတေးချုံအပြောင်းလဲကြောင့်တချို့လူတွေမှာစီဝါတက်စရာတွေရှိတယ်။နောက်ငွေကြေးစီဝါငွေကြေးကန်တက်စရာတွေရှိတယ်လို့ပဲ ပညာရေးနဲ့ဘာသာရေးမှာအဆင့်တက်သွားတာကြီးတိုးတက်သွားတာကြီးရှိလိမ့်မယ်ပြီးတော့ကျမ်းမာရေးမှာလည်းမကျမ်းမာမှာဖြစ်နေတယ်ဆိုရင်ဒီကာလမှာကြာတပတိကျူပြောင်းနေတဲ့ကာလမှာစီကောင်းဝါကောင်းတွေးပြီးတော့ယောဂဝေဒနာကံကြွေးကံနာပြောင်းနိုင်တဲ့ကာလဖြစ်တယ်ပေါ့နော်အဲ့ဒီကာလကိုကျမက48ရက်ရှိတယ်စုစုပါအဲ့ဒီ48ရက်မှာကျမက58ရက်အဋ္ဌဒံလေးလုတ်ပေးထားပါတယ်အဲ့ဒါကကျမရဲ့ Facebook page မှာနေ့စဉ်48ရက်အဓိဋ္ဌာန်ဆိုပြီးတော့တင်နေပါတယ်เนาะဒီနေ့ဆိုလို့ရှင်တော့၃ရက်မြောက် day 3တင်ရမှာပါအဲ့တော့ရှိကဒါကိုမသိခဲ့ဘူးမလုတ်ခဲ့ရဘူးဆိုတဲ့လူများဒီနေ့လုတ်လို့ရပါတယ်เนาะဒီနေ့ကနေစပြီးတော့လုတ်ဆောင်နိုင်ပါတယ်ကျွန်မရဲ့ Facebook မှာကျွန်မ page မှာတင်ထားပါတယ်အဲနောက် TikTok မှာလည်းကျွန်မတင်ပေးနေပါတယ်เนาะအဲ့ဒါလေးတွေကိုလိုက်ပြီးလုတ်ဆောင်ခြင်းအားဖြင့် ဘလို့အကျိုးထူးရမလဲဆိုရင်အကျိုးထူး၄ခုရမယ်နံပါတ်၁ကကျတော့ငွေကြေးကံကောင်းလာမယ်နော်ငွေကြေးကံကောင်းလာမယ်နံပါတ်၂ကကျတော့နော်ပညာရေးစင်ကြင်တုံတရားနော်ဓမ္မနဲ့အဓမ္မဒါတွေကိုသိသိချာချာခွဲခြားပြီးသိလာလိမ့်မယ်နော်ပညာရေးပညာလိုနေတဲ့လူတွေပညာသင်ကြားဖို့အတွက်နော်ရည်ရွယ်ချက်ရှိတဲ့လူတွေနိုင်ငံခြားမှာသွားပြီးတော့ကျောင်းတက်ခြင်းတဲ့လူတွေနော်အဆင့်မြင့်ပညာရေးကိုလေ့လာစီးပူးခြင်းတဲ့လူတွေဘွဲ့လွန်တက်ခြင်းတဲ့လူတွေဒါတွေအားလုံးဒီရတရားထဲမှာအကျိုးဝင်ပါတယ်ဒီရတရား၄၈ရဲ့ရတ အဋ္ဌိဌံကိုလုတ်ပါဒါဆိုရင်ပညာရေးကံကောင်းပါမယ်နံပါတ်3ကကြတော့เนาะဘာသာရေးဘာသာရေးမှာအဆင့်တက်သွားပါလိမ့်မယ်เนาะဆရာမဘလို့အဆင့်တက်မှာလဲဆိုတော့ကိုယ့်ရဲ့ငကိုရှိပြီးသားเนาะဘာသာရေးနဲ့သက်ဆိုင်တဲ့ဘဟုတုတာပဲဖြစ်ဖြစ်တရားအသိအမြင်ပဲဖြစ်ဖြစ်နော်ရှေ့ကိုတဆင့်နောက်တစ်ဆင့်ထပ်ပြီးတော့တိုးတက်သွားပါမယ်တချို့လူတွေအတွက်ကတော့ဒီကြာသပတေးအပြောင်းလဲကာလမှာဘာသာရေးနဲ့ပတ်သက်တဲ့နော်တရားထူး တရားထူရဖို့အတွက်လမ်းကြောင်းပေါ်ရောက်နေတဲ့လူတွေဆိုရင်တရားထူရပါလိမ့်မယ်။တရားထူနဲ့ရဖို့အတွက်လမ်းကြောင်းပေါ်တော့မရောက်သေးဘူး။ဒါပေမဲ့နော်ပြင်းပြတဲ့စိတ်ဆန္ဒရှိတယ်ဆိုလို့ရှိရင်လေနော်ဒါတရားထူရဖို့အတွက်နီလန်ပေါ်လာပြီးတော့လမ်းကြောင်းပေါ်ကိုရောက်လာပါလိမ့်မယ်။နော်ဒါက၃ချက်ပေါ့နော်။နံပါတ်၄ချက်ကကြတော့ကျမ်းမာရေး။ နော်လူတိုင်းလူတိုင်းမှာဝစ်ကြွေးကန်ကြွေးဆိုတာလူတိုင်းမှာရှိတယ်နော်ကျွန်မအခုဘေးရင်ဟောနေတော့ကျွန်မတွေ့ရတယ်အချို့လူတွေရဲ့ကန်ကြွေးတွေဝစ်ကြွေးတွေနော်ဘလို့ယောဂါတွေနော်ဘလို့ဝေဒနာတွေသူကတော့ဘလို့ယောဂါကသူ့ရဲ့ကန်ကြွေးဖြစ်တယ်အဲ့ဒီယောဂါကိုသူကဘယ်အသက်အပိုင်းခြားမှာသူ့ကိုအဲ့ဒီယောဂါကအကျိုးပေးနိုင်တယ်ဟုတ်လားဒါတွေအားလုံးကိုကျွန်မဇာတာစင့်ရင်ဒါတွေကိုတွေ့လာရတယ်ဒီလားเนาะအဲ့တော့ကျမကလည်းကျမဘေးရင်ဟောပေးတဲ့လူတိုင်းကိုကျမဇာတာဖွဲ့ပေးတယ်လူတိုင်းကိုဖွဲ့ပေးတယ်ဖွဲ့ပေးပြီးရင်ကျမအဲ့ ိုဖွက်ပေးလိုက်တဲ့ဇာတာကိုကျွန်မထိုင်ပြီးတော့ကြည့်ပြီးကျွန်မစစ်တယ်စစ်စစ်တယ်ပေါ့နော်ဒါစစ်တယ်လို့ပြောမှာအဘေးရင်ဆရာအသုံးလုံးဆိုတော့ကြည့်တဲ့ခါကျရင်အဲ့လူတယောက်ကဟာ तू ကတော့ဘယ်အသက်ရွယ်ဘယ်အပိုင်းချမှာလဲ तू ကကန်ကျွေးဘယ်လိုစစ်ကန်ကျွေးဘယ်လိုဆက်ခဲ့တယ်ဟာဘယ်သူဘယ်အသက်ရွယ်ပိုင်းချရရင်နောက်ထပ် तू ဆက်မယ်ကံကြွေးရရှိနေသေးတယ်။ဟာဘယ်အသက်ရွယ်ပိုင်းချကြရင်တော့ तू ကသူ့ကံကြွေးတွေတော့ကုန်ပြီ။အဲ့ဒီအချိန်ကျမှသူ့ရဲ့အုပ်စာဟာမြဲလိမ့်မယ်။ तू ကဘယ်အသက်ရွယ်ဘယ်ပိုင်းချမှာဆိုရင်တော့ तू ကနော် ဒီအခုလုံနေရဲ့လုံလုံနေရဲ့လက်ရှိအလုပ်တွေအားလုံးကိုပြစ်ချပြီးတော့နောက်ထပ်အလုပ်တစ်ခုမှသူကနော်ဘယ်လိုပြောရမလဲဒါနောက်ထပ်အလုပ်တစ်ခုအလုပ်ကောင်းတစ်ခုကို तू ကလုပ်ရလိမ့်မယ်ဒါမျိုးတွေအကုန်လုံးအဲ့လိုမျိုးတွေကိုသူ့ရဲ့အသက်အပိုင်းချလိုက်ပေါ့နော်တည်လာရတာတွေရှိပါတယ်နော်အဲ့လိုမျိုးကကျမအတွက်ကတော့ဒါလေးစိတ်ဝင်စားစရာလေးကောင်းတယ်ပြီးတော့ကိုယ်ရှိမှဘေးရင်မေးတဲ့လူတွေကိုကိုကကျမအယူ ထင်တာတော့ကျွန်မထိထိရောက်ရောက်ဂူညီနိုင်တယ်လို့တော့ကျွန်မယူဆတယ်။ဘာကြောင့်လဲရေဒီယာကိုကျွန်မကကုသိုလ်ရေးရေဒီယာတွေပေးလိုက်တယ်။အဲ့ဒီရေဒီယာတွေကိုတကယ်ယုံယုံကြည်ကြည်နဲ့လုပ်တယ်ဆိုရင်အဲ့ဒီလူတွေဟာနော်ကျွန်မယူဆထားတဲ့သတ်မှတ်ထားတဲ့အသက်အပိုင်းခြားမှာသူတို့ကံကြွေးတွေဒါနော်ဘယ်လိုပြောမလဲဟိုတချို့ဆိုလို့ရှိရင်တော့ကံကြွေးဒါပြန်ပေါ်လာဖယ်ရှားပြီးသားဖြစ်နိုင်တယ်။တချို့လူတွေကြတော့ကံကြွေးတွေဆက်တဲ့ခါတက်တာသွားနိုင်တယ်ပေါ့နော်။ဒါကတော့သူ့ရဲ့ နော်အတိတ်ကကံနေပုံမှန်နေမူတည်တာမဟုတ်ဘူးလက်ရှိပစ္စုပန်ကာလမှာသူဘာလုပ်နေတယ်လဲလက်ရှိပစ္စုပန်ကာလမှာလှုပ်တော့ကုသိုလ်ရေးဟာလေအရေးကြီးတယ်ပေါ့နော်အဲ့တော့ جماعه ကဒါတွေကကျမဘေးရင်ဟောင်းရင်းနဲ့ကျမတွေ့လာတယ်ကျမရဲ့အတွေ့အကြုံကြီးပေါ့နော်အဲ့တော့လူတိုင်းလူတိုင်းမှာကျမတို့အခုကာလကလောဘတိတ်ကြီးလို့ရတဲ့ကာလမဟုတ်ဘူးပေါ့နော်ဘေးအနေနဲ့ကင်းကင်းနဲ့ကိုကဒီကက်ဘေးတွေကနေလွတ်မြောက်အောင်နော်ကက်ဘေးကြုံနေတဲ့ချိန်မှာ ကံကြွေးပါဆက်ရတယ်ဆိုရင်တော့စဉ်းစားစဉ်းစားကြည့်တော့เนาะအရန်ကိုဒုက္ခရောက်မဲ့ခက်ခဲမဲ့ပေါ့เนาะအဲ့တော့ကျမကလူတိုင်းလူတိုင်းကိုကျမကဘေးအန္တရာယ်ကင်းစေခြင်းနဲ့စိတ်အေးအေးစိတ်တပေါင်းတတာလေးနဲ့เนาะရှင်သန်စေခြင်းနဲ့အဲ့ဒါကြောင့်ကျမကဘယ်လုံးဘယ်လုံးလုံးအန္တရာယ်ကင်းခင်းလုံနိုင်ဖို့အတွက်ကျမအခုညဝေပါမယ်ဒါလေးကိုတော့နေ့တိုင်းလုပ်ပါเนาะနေ့တိုင်းမနဲ့အရာကထတဲ့အခါကျရင်เนาะမနဲ့အရာနေနိုးလာပြီဆိုတာနဲ့တဏ္ဍနကုံ၃ပါးကို ပိုးခောက်ဖြစ်ပါဘုဒ္ဓံတဏ္ဍာရံကိသမိတဏ္ဍာရံကိသမိတဏ္ဍာရံကိသမိနော်လုံးဝမပြတ်ပါနဲ့တောက်လျှောက်ကိုဗုဒ္ဓံတဏ္ဍာရံကိသမိဓမ္မံတဏ္ဍာရံကိသမိတဏ္ဍာရံကိသမိဗုဒ္ဓံတဏ္ဍာရံကိသမိဓမ္မံတဏ္ဍာရံကိသမိတဏ္ဍာရံကိသမိဗုဒ္ဓံတဏ္ဍာရံကိသမိဓမ္မံတဏ္ဍာရံကိသမိတဏ္ဍာရံကိသမိအဲ့လိုမျိုးနော်တရဏဂုံတည်ပြီးမှအိယာကထပါနော်တည်စီချာချာလှုပ်ပါအဲ့လိုတရဏဂုံတည်ပြီးပြီဆိုရင်တမတို့တရဏဂုံတည်ပြီးပြီမျက်စိ မဖွင့်သေးဘူးအသိစိတ်နာတာနဲ့တရဏဂုံတီလိုက်ပြီးပြီးရင်ကျမကဘာလုပ်လဲဆိုတော့30ပုံသားများအားလုံးကျမပါစေချမ်းသာပါစေဘေးစိုးအန္တရာယ်ဆိုးတွေဝေးကြပါစေကျမအလိုဆူတောင်းတယ်နော်အဲ့တော့အဲ့လိုမျိုးမြစ်တာပို့ပြီးတော့ထားရင်လည်းရတယ်နော်တရဏဂုံတီပြီးတာနဲ့တချို့ကနော်ဘာလုပ်ကြသလဲဗုဒ္ဓနုသတိပွားတာရှိတယ်နော်တရဏဂုံတီပြီးပြီးဆိုတာနဲ့ဒါမိုးလင်းတာနဲ့နော်မိုးလင်းတာနဲ့တရဏဂုံတီပြီးတာနဲ့ အရဟံတမန်တံဘုဒ္ဓဝိဇာဆရဏတမန်တော်သူကတော်လောကဝိတုနှုတ်တော်ပူရဓမ္မတာရတိတတ္တာဒီဝါမနုဿာနဲ့ဘုံတော်ဘဂဝါဆိုပြီးတော့နော်ဘုံတော်ကိုးပွားကိုးပါကိုကိုကပွားပြီးတော့အိယာထလို့လည်းရတယ်နော်ဂုံတော်ကိုပါကိုအိကိုကပွားပြီးတော့အိယာထမယ်မျက်နာသိတဲ့ခါကျတော့လည်းနော်ကိုကဇက်တိုက် ကိုကလုံနိုင်ရင်ပိုကောင်းတယ်နော်ညနာသေးတဲ့ခါကျလေခုနှစ်သားသမီးတွေကျမပါစီချမ်းသာပါစီဘီးရန်ကင်းပါစီနတ်ပုံချောက်ပုံမှာနတ်မင်းကြီးများနေတကွာကြားမင်းကြီးအပါဝင်တက်ထရထဝိယူတက်ကဝိယူပကကုဝေရဟူသောနတ်မင်းကြီးများလေကျမပါစီချမ်းသာပါစီဖုန်းကူများတိုးကြပါစီအဲ့လိုမျိုးကိုမြတ်တာပို့ပြီးတော့ညနာသစ်တာတွေတကူကြီးတန်ရှင်းလောက်တာတွေဒါမျိုးတွေလုပ်လို့ရတယ်နော် ဒါနေ့တိုင်းလုပ်ရမယ့်အလုပ်ပေါ့နော်အဲ့တော့မြစ်တာပို့ပြီးတော့မြစ်တာညနာတစ်တာရေချိုးတာဒါမျိုးတွေလုပ်လို့ရတယ်ဟုတ်ပြီအဲ့လိုလုပ်ပြီးပြီဆိုရင်ကျမတို့ကဖျားရှင်ရှိမှကျမတို့ဆုံးကတ်တာတော့လုပ်တယ်လीနော်ဆုံးကတ်တဲ့ခါကျတော့လေငါဘာဒီလာယူဆုံးကတ်ဆုံးကတ်ပြီးတာနဲ့နော်ဗုဒ္ဓနုသတိပွားပေါ့နော်ဂုံတော်ပတိတပတ်လောက်စိတ်နိုင်စိတ်ပါဂုံတော်ပတိစိတ်ဖို့အတွက်ခက်ခဲတယ်ဆိုရင်ဂုံတော်ကိုးပါးကိုကိုးကပူဇော်ပါ ဂုံတော်ကိုကောင်ကိုပါကိုကိုကောက်လဲပူဇော်ပြီးပြီးအလုတ်သွားရမယ်ဟလာကြောင်းသွားရမယ်အချိန်ရောက်ပြီဆိုလို့ရှိရင်စွန်းတော်လဲကတ်ပြီးပြီဆိုရင်ခုမှဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်နဲ့ပြည့်သွားပြီလို့ပြောလို့ရတယ်နော်မိုးလင်းနာနဲ့ကိုကဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကိုစွန်းတော်ကတ်ချင်းဟာကိုရဲ့ဒါနကုသိုလ်ကိုကချိလိုက်တာနော်ဗုဒ္ဓ ानु သတိပွားတယ်ပြီးလို့ရှိရင်ကျမတို့ကမေတ္တာဘာဝနာပွားတယ်ဆိုတာကဒါဘာဝနာကုသိုလ် နော်ဖះရှိခိုးပြီးတော့ငါးပါးသီလလေးယူလိုက်တယ်ဆိုရင်သီလကုသိုလ်အဲ့တော့မနက်ပိုင်းလေးမှာဒါနသီလဘာဝနာ လူတိုင်းလုပ်နိုင်ပါတယ်နော်အဲ့တော့လုပ်ပါကျမမေတ္တာရဲ့နဲ့အထူးပဲတိုက်တွန်းပါတယ်နေ့စဉ်နေ့တိုင်းဘေးအန္တရာယ်ကင်းကင်းနဲ့နော်အကုသိုလ်ကင်းကင်းဘေးအန္တရာယ်ကင်းကင်းစိတ်တတောင့်တတလေးနဲ့ရှင်သန်နိုင်ဖို့အတွက်ဆိုရင်မိုးလင်းတာနဲ့အဲ့ဒီ ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ကိုအရင်လုပ်ပါ ပြီးမှကိုတနည်းလုပ်ရမယ်ကျောင်းသွားမယ်လူကကျောင်းသွားမယ်ဈေးသွားမယ်လူကဈေးသွားမယ်နော်ကိုအလုတ်သွားမယ်လူကလည်းအလုတ်သွားမယ်အဲ့ဒါမျိုးကိုနေ့တိုင်းလုပ်ပေးပါနော်ဒါကမိုးလင်းတာနဲ့တာရဏဂုံတီမယ်မျက်နှာသိရင်နဲ့ရေချိုးရင်နဲ့မေတ္တာပို့မယ်ပြီးလို့ရှိရင်ဖះကိုဆုံးတော်ကတ်လူမယ်ကတ်ရင်နဲ့ကိုကငါးပါးသီလာလေးယူမယ်ပြီးရင်ဂုံတော်လေးကိုကပွားများမယ်လမ်း 但后边边，后边边，果然，啦，哎呦，哎，俺哩穿的所以米巴线，哎呀，米巴我个着棉嘛多吧。 เนาะအိမ်မှာမိဘရှိရင်အိမ်ကမိဘကိုခထော့ပြီးမှသွားပါကျမတို့လိုမိဘနဲ့ဝေးနေရတဲ့လူတွေကတော့စိတ်ကနေပြောဖေဖေကျမပါစီချမ်းသာပါစီမိမိကျမပါစီချမ်းသာပါစီဖေဖေကိုသမီးခထော့ပါတယ်ဆိုပြီးတော့အာယုံနဲ့ပဲကျမဆိုခထော့နိုင်တယ်ကျမအမေကိုလည်းအဲ့လိုပဲဩအမေကျမပါစီချမ်းသာပါစီမိမိဘေးကင်းပါစီနှလုံးစိတ်ဝမ်းအေးချမ်းပါစီတရားထူးတရားမြတ်ရရှိပါစီဆိုပြီးတော့เนาะစူတောင်းရင်းနဲ့ပဲစိတ်မန်းနဲ့ပဲခထော့လို့ရတယ်เนาะအဲ့တော့အိမ်မှာမိဘရှိနေတဲ့လူတွေ အင်မတန်ကံကောင်းတယ်မိဘနဲ့နေရတဲ့လူတွေကအင်မတန်ကိုကံကောင်းတဲ့လူတွေပါအဲ့တော့အိမ်ကနေမထွက်ခင်မှာမိဘကိုကတော့ပြီးမှ ထွက်ပါဒါဟာဘေးအန္တရာယ်ကင်းစေတဲ့အကြောင်းရင်းနဲ့မှာအရေးကြီးဆုံးအကြောင်းရင်းဖြစ်ပါတယ်เนาะအဲ့တော့မိုးလင်းတာနဲ့ငါဘာသီလာ sorry တဏ္ဍကုံတီမယ်မြတ်တာပွားမယ်ငါဘာသီလာယူမယ်ပြီးရင်เนาะကျမတို့ဗုဒ္ဓအနုစတိပွားမယ်ဟုတ်ပြီအိမ်ကနေထွက်တဲ့ခါမိဘကိုကတော့ပြီးတော့ထွက်မယ်ဒါက မနက်ပိုင်းမှာကျမတို့လုံနိုင်တဲ့ဒါနသီလဘာဝနာကုသိုလ်ပါနေခင်ပိုင်းကျမတို့ထမင်းနေပိုင်းစားပြီးသွားပြီ။ကျောင်းမှာရုံမှာအလုပ်ထဲမှာနေခင်မှာထမင်းနေပိုင်းစားပြီးသွားပြီဆိုရင်နော်ငါတော့ပြင်အဲ့ဒီချိန်မှာလေကျမတို့ကကုသိုလ်လုပ်လို့ရတယ်။ထမင်းမစားခင်မှာပဲလုပ်လို့ထမင်းစားပြီးတော့ပဲလုပ်လို့ကျမတို့ကုသိုလ်လုပ်လို့ရတယ်။ဘာလဲဆိုတော့ခုမှကိုမစားခင်မှာခုမှပိုတယ်လျှံနေဆိုရင်အဲ့ဒီပိုတာလျှံတာကိုအထိုက်အလျောက်လှူဒန်းမှာနော်ကိုစားမဲ့အစားတွေရပဲဖြစ်ဖြစ် ကိုတောက်မဲ့ရေတွေရပဲဖြစ်ဖြစ်ဖះဝင်နေမဟုတ်ဘူးကိုပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေသူတို့တွေကိုကိုက sharing ဒီမှာတော့ sharing and caring လို့ခေါ်တယ်ကျမကတော့ကျမစားကန်နေတိုင်းเนาะကျမရဲ့အစားအသောက်ကိုကျမကကျမဘေးနားမှာရှိနေတဲ့လူပေါ့နော်လူဆိုရင်လူကိုကျွေးတယ်တိရစ္ဆာန်လေးတွေဆိုတိရစ္ဆာန်လေးတွေကိုကျွန်မကျွေးတယ်ပေါ့နော်ဒါကလည်းကိုတက်နိုင်တဲ့အလှလေးပါပဲဒါလေးကိုလည်းကိုကပုံမှန်လေးလုပ်သွားမယ်ဆိုရင်ဒါကိုကလည်းနေတိုင်းကုသိုလ်ပြုတာပဲပေါ့နော်ဟုတ်ပြီညပိုင်းကျရင်မအိတ်ခင်မှာ နော်မေတ္တာပို့ပါမေတ္တာပို့ပါအဲ့ခင်မှာကိုဒီနေ့တွေ့မဲ့တွေ့ခဲ့တဲ့လူတွေအားလုံးကိုမေတ္တာပို့ပါပြီးရင်အတတ်နိုင်ဆုံးတရားကိုတရားထိုင်ပြီးမှအိပ်ပါလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းချင်တယ်နော်တရားထိုင်ခြင်းအားဖြင့်ကျွန်မတို့ကိုအကျိုးပေးရမယ့်အကုသိုလ်တွေစောင့်နေတယ်ကျွန်မတို့နောက်မှာစောင့်နေတဲ့အကုသိုလ်တွေဆိုတာလူတိုင်းမှာရှိတယ်နော် လူတိုင်းလူတိုင်းမှာကုသိုလ်ကံအကျိုးပေးမယ့်အသက်အပိုင်းခြားဆိုတာလူတိုင်းမှာရှိသလိုပဲလူတိုင်းလူတိုင်းမှာအကုသိုလ်ကံအကျိုးပေးမယ့်အသက်အပိုင်းခြားဆိုတာလူတိုင်းမှာရှိတယ်။တမန်လူတွေဒါကိုမသိနိုင်ပေမဲ့ကျမတို့လိုဘေးဒင်းဆရာတွေကနော်ဒီလူတယောက်ရဲ့ဇာတာကိုကြည့်လိုက်တာနဲ့သူ့တရားစားနေတဲ့ကာလကိုကြည့်လိုက်တာနဲ့သူ့ကိုနော်ကောစား သူ့ရဲ့ငွေစာတာပေါ်မှာကောစာအစင်းင်းကိုကြည့်လိုက်တာနဲ့ဟာ तू ကဘယ်အသက်အပိုင်းချမှာတော့ तू ဒုက္ခရောက်လိမ့်မယ်ဘယ်အသက်အပိုင်းချမှာတော့ तू ကုသူကံရဲ့အကျိုးကို तू ခံစားရတော့မယ်ဒါကိုဘေးရင်ဆရာအနေနဲ့သိတယ်ကျွန်မဆိုရင်ကျွန်မဟိုလာပြီးတော့မေးတဲ့လူတွေရဲ့ဇာတာကိုကျွန်မကြည့်လိုက်တယ်အာ तू ကလက်ရှိက तू ကနည်းနည်းစိုးနေပြီ तू ကိုတော့ဘလို့ရေတရာပေးမှ तू ကိုနော်အကျိုးပေးမယ်အကုသူကိုဟန်တားနိုင်တော့မယ်ဒါကိုသိတယ် နော်ဟာ तू ကတော့ဒီချိန်မှာကောင်းကောင်းတော့မယ်အဲ့တော့ तू ဘာလေး तू ဘာလေးလိုနေတယ် तू ပတ်စံကြီးအများကြီးရတော့မယ်ဒါပေမဲ့ပတ်စံကြီးအများကြီးရအောင်ရဖို့အတွက် तू ဘာလေးလုပ်ဖို့လိုနေတယ်အဲ့ဒါလေးကို तू သေးသေးချာချာလုပ်ရင် तू ဘယ်လာမှာ तू ပတ်စံအများကြီးဝင်လိမ့်မယ်ဒါကိုသိတယ်ဒါပေမဲ့ဒါကိုဘေးရင်ဆရာကျမသိပြီမယ်တမန်လူတိုင်းကဒါမသိနိုင်ဘူးနော်အဲ့တော့ကျမပြောချင်တာကိုယ့်ရဲ့ကံတရားအခြေအနေကဘလို့ရှိတယ်လဲဆိုတာ တာမန်လူတွေနေနဲ့မသိနိုင်ပါဘူးเนาะအဲ့တော့မသိနိုင်တဲ့အတွက်ကိုကနေ့တိုင်းဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေကိုကလုပ်သွားမယ်เนาะညပိုင်းမှာလည်းကိုကတနေ့ကို မိနစ်30လောက်တရားထိုင်တာ24နာရီမှာမိနစ်30တရားထိုင်နေဆိုတာတကယ်တော့ဘာမှရှိတာမဟုတ်ဘူးအဲ့ဒီမိနစ်30ဆိုတာကျမတို့တွေနော်ဒီတိုင်းနေ Facebook သုံးရင် Facebook တော်မှာတနေ့တနေ့မိနစ်30မကသုံးကြသေးတာပဲမဟုတ်ဘူးလားနော်အဲ့တော့အဲ့ဒီမိနစ်30လောက်ကိုတရားထိုင်ခြင်းအဖြစ်ဘလို့အကျိုးကျေးဇူးရှိသလဲလို့ပြောရင်ကျမပြောမယ်စိတ်ပိုင်းဆိုင်ရာတည်ငြိမ်တာမတည်ငြိမ်တာဒီဓာတိထအခုချိန်မှာဓာတိကျမမပြောချင်ဘူးပြောချင်တာကတနေ့ကိုမိနစ်30တရားထိုင်ုံနဲ့တင်ကိုကိုအချိုးပေးတော့မယ်အကုသို့ကံကိုကိုကဖယ်ရှားနိုင်တယ် နော်ဒါရုံုံကြည်ကြည်နဲ့လုတ်ပါတရားမိနစ်30တနည်းကိုမိနစ်30ပဲတရားထိုင်မှာကိုကိုအခုကိုကိုအကျိုးပေးတော့မယ်အကုသို့ကံကိုနော်အကုသို့ကံကကိုကိုအကျိုးပေးဖို့အတွက်ခတ်သွားပါလိမ့်မယ်နော်ဒါကိုရုံုံကြည်ကြည်နဲ့ကျွန်မလုတ်စေချင်တယ်အဲ့တော့ညာအိယာဝင်ခံနီးတိုင်းအိယာမဝင်ခင်ဖះရှခိုးတယ်မြေတာပို့တယ်ပြီးရင်ကျမကတော့တရားထိုင်စေချင်တယ်မိနစ်30လောက်အနည်းဆုံးတရားထိုင်ပြီးမ အရာဝင်ပါပေါ့နော်ဒါကတော့အဲ့လိုမျိုးနေထိုင်ရင်တနေ့တနေ့နေတိုင်းနေသွားရင်ဒီခစ်ဆိုးကတ်ဆိုးကာလာမှာဘေးကင်းကင်းနဲ့ကိုကကြံခဲ့လိမ့်မယ်ပေါ့နော်